တမိုင်းဆိုတာလူမျိုးနယ်စုနိုင်ငံတနိုင်ငံရဲ့အတိတ်ပုံရိပ်တွေပါပဲခေတ်ဆက်ဆက်ဖြတ်တန်းခဲ့တဲ့အဖြစ်အပျက်တွေနဲ့ရင်းကျေးမှုအဆင့်တန်းတွေကိုလည်းအတန်တိတ် ပြောပြနိုင်ပါတယ်မြန်မာတို့ရဲ့ထောင်စုနှစ်ပေါင်းများစွာဖြတ်တန်းခဲ့ပြီးတဲ့တမိုင်းရဲ့အောက်ကျောင်းတွေထဲမှာအထင်ကရမြို့ပြနိုင်ငံတွေနဲ့မြို့တော်ဟောင်းကြီးတွေဟာနိုင်ငံတနံတလျာပြန့်ကျဲပြီးတည်ရှိနေခဲ့တယ်အဲ့ဒီထက်မှမြန်မာနိုင်ငံလေပိုင်းဒေသက ရာဝတီနောက်ဖက်ကမ်းမမရှိတဲ့သခိုင်းမြို့တော်နဲ့သခိုင်းတောင်ရိုးကလည်းမိထားလို့မရနိုင်ပါဘူးမြမပြည်မြောက်ဖျားကနေဆင်းဆင်းလာတဲ့ရာဝတီဟာသခိုင်းရဲ့အရှိတ်ဘက်ကိုရောက်တော့ကြွေဝိုက်ပြီးဆင်းဆင်းလို့လာတယ်ရာဝတီရဲ့တစ်ဖက်တစ်ချက်မှာလည်းကဗျံကြီးတွေဆင်းဆင်းပြီးရှိနေသလိုကဗျံကြီးတွေပေါ်မှာစီလီဖွဲဝဲတွေကိုနေရာအနှံ့တည်ထားကိုဝယ်ကြတယ် မြမဖိသူကပညာရှင်တွေရဲ့လက်ရာတွေဟာသခိုင်းတောင်ရိုးတောင်ဆွဲတောင်တန်းနဲ့ကပယံတွေပေါ်မှာအလှတရကိုစောင်းထားလိုက်တယ်လို့ပါပဲ။အေယော်ဒီမြင့်ဟာအင်းဝဝလွန်နာနဲ့ဝေ့ပြီးဆူဆင်းတယ်လို့မြစ်ချောင်းကလည်းကျင်းသွားတယ်။သခိုင်းမြင့်ကန်းကြီးကနေထိုင်ကြည့်နေမယ်ဆိုရင်တစ်ဖောင်ဝဖောင်တွေဆုံဆင်းသွားတာတင်းပေါင်းမော်တော်နဲ့ငေသမန်တွေစုံကြီးဆန်ကြီးကူးနေတာကိုနေ့တိုင်းလိုလိုမြင်တွေ့ကြရမှာပါ။ ဂိုင်းမှာရှိကလေးကတဲထားတဲ့မြင်းဝတရားနဲ့နောက်ပိုင်းမှာတဲထားတဲ့ဒရဏဘုံတရားဆိုပြီးတရားနှစ်ဆင်းရှိတယ်။မြင်းဝတရားကြီးဟာမြန်မာနိုင်ငံရဲ့ခရီးလမ်းမဆက်သွယ်ရေးအတွက်အဓိကကျတဲ့တရားကြီးပါ။တရားကြီးမှာမြန်မာနိုင်ငံမြောက်ပိုင်းနဲ့တောင်ပိုင်းကိုဆက်သွယ်တဲ့ဤထားလမ်းကြီးရှိကြပါပဲ။မြင်းဝတရားကြီးကို 1934ခုနှစ်ဇန်နဝါရီလရက်နေ့မှာမြန်မာနိုင်ငံအပြင်ကဆောက်စတီဗင်ဆန်ကဖွင့်လှစ်ပေးခဲ့တယ်။ဒါပေမဲ့အင်းဝရဒါကြီးဟာရှင်းနေကြမှာဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ဖြစ်စည်းဖြစ်တာခံခဲ့ရတယ်။ဂျပန်နေဝင်လာတော့စစ်ဆုပ်ခွာရတဲ့ဗြိတိရှားတပ်တွေဟာအဓိကကြတဲ့သက်တွေလမ်းကြောင်းဖြစ်တဲ့အင်းဝရဒါကြီးရဲ့ဂုံးမှ9ရက်ကိုနိုင်ခွဲပြီးဖြစ်စေလိုက်ကြတယ်။အဲဒီနေ့ဟာ 1942ခုနှစ်ဧပြီလ30ရက်နေ့ပါပဲမြန်မာနိုင်ငံလွတ်လာရေးရပြီလို့1953ခုနှစ်ရောက်မှရာဇကြီးကိုပြန်လည်ပြင်ဆင်နိုင်ပြီး1954ခုနှစ်အော်တိုဘာလမှာပြီးစီးခဲ့တယ်သခိုင်းမျိုးဟာနမ်းမျိုးတော်နဲ့ကြိမ်ဖြစ်ခဲ့တဲ့မျိုးတစ်မျိုးပါပထမသခိုင်းမျိုးတော်ကိုအသင်ခေအားစိုးရင်ကဇေရာပူရအမည်နဲ့စပြီးတည်ပါတယ် တာယာဝိုင်းသခိုင်းတဲဆိုပြီးမြို့တဲတဲ့နှစ်684ခုနှစ်ကို မှတ်သားခဲ့ကြတယ်။သခိုင်းမြတ်ဆက်မြောက်မင်းပြောက်ဘရင်လက်ထက်တက်ကြဲ926ခုနှစ်မှာရှမ်းတူကြီးဝါတိုက်လို့မြို့ပြစ်ခဲ့ရသလိုမင်းဆက်ပါပြက်ခဲ့ရတယ်။တက်ကြဲ1124ခုနှစ်မှာကုန်းမောင်ဆက်အလောင်းဖျားနောက်ဆက်ခံတဲ့နောင်တော်ကြီးမင်းကသခိုင်းမြို့သက်ကိုထပ်ပြီးတည်တော်မူပါတယ်။ သခိုင်းမြို့ကိုဒေယပူရအနန္တပူရအတုရပတိလို့ရှေးကခေါ်ကြကြဘူးသလိုသကိုင်းစစ်ကိုင်းလို့လည်းတုံးဆွဲရေးသားမှတ်တမ်းတင်ခဲ့တဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်သခိုင်းရဲ့တမန်ရွာထဲမှာရာဇာမဏိသူလာစီရီတော်ကြီးလည်းပါဝင်ပါတယ်သခိုင်းမြို့ အနောက်မြောက်ယွန်းယွန်းငားမိုင်กว่าကသကိုင်းရှိဘုံမုံရွာကမ်းလာပြီးမှသိတိတော်ကြီးရှိတယ်။ဒီဟိုကျွန်းအနုရာရမြို့မှာရှိတဲ့ကောင်းမှုမဟာစေတီပုံတိုင်းဒေထခုွယ်ပါတယ်။အဲဒါကြောင့်သဘာစုပုံတိုင်းလုံလုံပုံပုံနဲ့တမူထူးခြားစွာဖူးပြရတဲ့သိတိတော်ကြီးပါ။သီရီကို7နှစ်ကြောင်တိဆောက်ခဲ့ကြရပြီးညံတော်188ပေးနဲ့ ီတီတော်ရဲ့လုံးပတ်180ပြီနဲ့၅လက်မှရှိတယ်။ရာဇာမဏိစူလာကောင်းမှုတော်ဖရာကြီးရဲ့ဒါရေကာကရတနာပူရရွှေပြည်ကိုဆုဆံတဲ့ညောင်ရမင်းဆက်သာလွန်မင်းတရားကြီးပါပဲ။ဆက်ကလေး998ခုနဲ့မာတယ်ခဲ့ပြီးအုတ်ချက်ရေပေါင်းဒဂရီသသိန်း7000တဲ့6552ချက်နဲ့တည်ထားပါတယ်။တိတိတော်မှာဂေါရမဖျားရှင်ရဲ့ လက်ဝဲအောက်ဆွေတော်အစ်စ်တစုညသပိတ်တော်တလုံးသံတော်မြတ်ဆက်တစုကိုထာပနာထားတယ်။အဲ့ဒီအပြင်လူထားတဲ့ရွှေငွေကြောက်တံဗရမြဆင်းလူတော်နဲ့ယရနာတွေများများလွန်းလာကြအောင်ထာပနာတိုက်ခုနှစ်တိုက်နဲ့ပူဇော်ထားရှိရပါတယ်။စေတီတော်ကြီးဟာ ကြီးမားလွန်းလာလို့ရေကြပ်ပတ်လဲနဂါးရည်ပြွန်60ထားရှိရတယ်။ဒေဒီကြီးရဲ့ပတ်လဲမှာအဆောင်နဲ့ရုပ် ိုင်ပေါက်ပေါင်း120ရှိတယ်လို့စီမီပူဇော်တဲ့အတိုင်ပေါင်း1000ရှိပါတယ်။ရှင်အရဟံနဲ့အနောထာမင်းကြီးတို့ရဲ့ဘုရားသာသနာပြည့်မှုကြောင့်သာသနာကိုချီးမြှောက်ပူဇော်တဲ့ဘုရင်တွေပေါ်ထွန်းလာပြီးသီရတော်တွေကို ကြည်ကျဲခမ်းနားတဲ့ခန္ဓာအောင်တည်ထားကိုးကွယ်လာကြတယ်။ကြည်ကျဲလာတဲ့သီရကြီးတွေကမင်းဧကရတွေအကြောင်းပြောပြမယ်ပြီးတော့အဲ့ဒီခက်ကပြည်သူတွေနဲ့ခက်ချင်းတွေကို

ကျောင်းပေါင်း900ဝန်းကျင်ရှိတယ်။ကျောင်းဆိုတာကတောင်ခွေကျောင်းကပါလေးခွေရကျောင်းကြတဲ့နေရာကိုဆိုတာပါ။သခိုင်းတော်မှာရှိတဲ့ကျောင်းလေးထဲမှာကတ္တဖကျောင်းဟာရှေးလွန်ကြတဲ့အခါကလေးကရှိခဲ့တယ်လို့ယူဆထားရတယ်။ဘုံတော်ကြီးတွေတရားရှာပြီးသတင်းသုံးတဲ့ကျောင်းလေးရှိတယ်လို့တိလရှင်တွေနေထိုင်တဲ့ကျောင်းလေးရှိတယ်။တက်ကြဲ1325ခုနှစ်မှာတည်ထောင်ခဲ့တဲ့ ဇေယသိင္ကြီးကြောင့်စတင်တိုက်ဟာဒီကရှင်လေးရဲ့တရားစာရုပ်ဖတ်တမ်းကလွဲလို့ဘာသာမှမကြားရပါဘူး။ဗန္ဒယဝုဒ္ဓခကင်းလို့ရရှာတဲ့သူတွေနေထိုင်တဲ့နေရာဖြစ်လို့အေးချမ်းသိနေတာပါပဲ။ဗုဒ္ဓရဲ့တရားတော်တွေကိုရုပ်ဖတ်စက်မှတ်သင်အံပြီးဝိနည်းတော်တွေနဲ့ညီနေထိုင်ကြတယ်။ဗုဒ္ဓဖျားရှင်ကိုယ်တော်တိုင်မိရွေးတော်ဂေါရမီကိုအကြောင်းခံပြီးအမျိုးမျိုးသမီးတွေကိုဒိတ်ခုနီဝတ်ခွင့်ပြုခဲ့ပါတယ်။ ဘိက္ခုနီတွေရှောင်ကျဉ်ကျင့်သုံးရတဲ့ဝိနည်းတွေဟာသံဃာတော်တွေအတွက်ပုံများတယ်။ဒီဟိုနိုင်ငံမှာတော့ဘိက္ခုနီတွေရှိတယ်။မြန်မာနိုင်ငံမှာတော့တိလရှင်တွေပဲရှိပါတယ်။တကယ်တော့သခိုင်းတော်ဟာဒုတိယကမ္ဘာစစ်ဖြစ်တော့စစ်ဘင်းရန်ရှောင်လာသူတွေပုန်းခိုတဲ့နေရာတစ်ခုပါ။မန္တလေးသခိုင်းနဲ့မြန်မာပြည်နဲ့ကစစ်ပြေးဒုက္ခတွေတွေဟာ သတိုင်းတောင်မျိုးမှာလာရောက်လို့နေထိုင်ကြတာစက်ပြံမကြသိကားခဲ့တယ်။သမိုင်းတစ်ခွေမှာအမေနိုင်စရာလေးပြောရင်သတိုင်းတောင်မျိုးကိုလည်းခံထားလို့မရနိုင်ပါဘူး။တိုင်းတော်ယူကခင်ရှားတဲ့နေရာထဲမှာဥမြင်30လဲပါပါတယ်။တောင်စောင်းကိုကြောပေးပြီးဆောက်ထားတဲ့ဥမြင်ဆိုင်ကိုတော်ကြီးပါ။ က်ကလေး689ခုနှစ်မှာသခိုင်းတော်ဖျားမင်းရဲ့ငယ်စရာအင်းဝတရုံးမင်းများရဲ့နောင်ဆရာတော်ဖြစ်တဲ့ဘရူတင်ခရသာဆရာတော်ကတည်တော်မူခဲ့ပါတယ်။တင်ခရသာဆရာတော်ဟာကျောင်းကံဖျားဝဒကမြာတွေကနေခွန်ခါကောက်ခံပြီးအဆသာအရာရာစီမံခန့်ခွဲခွင့်ရှိတဲ့ရဟန်းကြီးဖြစ်ပါတယ်။ဘုရားဝရကမြေကရရှိတဲ့အခွန်အခငွေတွေနဲ့အလျားပေတရာကုစေ နံ14ပဲအမြင့်26ပဲရှိတဲ့ဥမင်30ဆိုင်မှုတော်ကိုတဲတော်မူတာပါဆိုင်ဝင်ပေါက်30နဲ့ဆိုင်တွင်းမှာဘုရားရုပ်ဝါတော်55စုကိုပူဇော်ထားတယ်။ရှားပါလုံးလာတဲ့ဘုရားရှင်ရဲ့အရိယဓတော်တွေနဲ့ရောက်ကြီးရမှာအစွမ်းထက်လာတယ်။ရတဲ့ရှင်ကိုထာပနာထားတယ်လို့သိရပါတယ်။ခေတ်ဆက်ဆက်ကပြင်ပြင်ခဲ့ကြသလိုအမရပူရနန်းဆန်နဲ့ ပကံမင်းကလည်းတက်ကြတဲ့1908ခုနှစ်မှာအကြီးအကျယ်ပြည်ပြင်းတော်မူခဲ့ပါတယ်။ဒေါ်လာလာလာသာသာလို့ပြည်ရင်းပြည်ပတရားဖို့ခီးတယ်ဒီအလာများတဲ့နေရာတနေရာပါပဲ။ဘိုင်းတော်ရုပ်ပေါ်က တောင်စင်တောင်ဆွေတွေဟာစိတ်ဆူလန်းဆန်းတဲ့စိတ်ရိပ်ဝါရိပ်တွေနဲ့အေးမြသာရလာပါတယ်။တရားရှာသူတွေနေထိုင်တဲ့နေရာဖြစ်လို့လေပူပြီးငြိမ်းချမ်းအေးမြနေတာဖြစ်မှာပါ။ရုပ်ကူတန်တွေငက်ကလေးတွေရဲ့အတန်းကလွဲလို့ဘာသာမှမကြားရတဲ့စိတ်ငြိမ်လာတဲ့ဒေသကလေးပါပဲ။စိတ်ဆူနေတဲ့တောလမ်းကနေသွားနေမထင်မရှားကြောင်တနေရာရောက်တော့ ရုပ်ဆောင်ကျောင်းတစ်ကျောင်းကိုတွေ့ရတယ်ရုပ်ဆောင်ကျောင်းကလေးဟာရှင်းမြမလက်ရာအတိုင်းသတ်နိပတ်တော်တွေကိုကနှုတ်ဗဘုလက်ရာတွေနဲ့ထုလုပ်ထားပါတယ်ကျောင်းပြင်ဝရန္တာလျံတွေအမိုးပြတ်သက်တွေမှာနှုတ်ရနေတဲ့ရှင်းဗဘုလက်ရာတွေတွေ့မြင်ရတယ်ကျောင်းတွင်နေရာအနှံ့နဲ့မျက်နှာချက်တွေမှာပါအမှုစိတ်လို့စောက်ထားတာကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ရှင်းလက်ရည်တွေကတခုပါပဲကျောင်းရဲ့မှတ်တမ်းမှတ်ရာတွေကိုတော့ရှာလို့မတွေ့ရပါဘူးဒီစကိုင်းတောင်ရိုးပေါ်မှာတစ်ချိန်ကမင်းမိဖုရားဝန်ကြီးဝန်ခံတွေပါဆားရောက်လူလန်းကြတဲ့ရုပ်စုံကျောင်းကြီးတွေရှိခဲ့ဘူးလေမှန်ကျောင်းနှမ်းကျောင်းဆရာဝန်ကြီးကျောင်းနဲ့ပိတ်ကျောင်းတော်ကြီးတို့ဟာထင်ရှားတယ်အခုတော့ ပြက်စီးသွားကြလို့သမိုင်းရဲ့လက်ရအဆန်းအတွေပဲကျန်မာတော့တယ်အခုလိုသမိုင်းဝင်ရှောင်းအမှုပညာလက်ရတွေကို အချိန်မီတံမိုးထားထင်းထင်းတင်းလာပါတယ်နေဘူးမိုးရွာတွေထဲမှာမြစ်ဘလောက်ကြာကြာများရှိနေနိုင်ပါပါလေအဖက်ဖက်ကစဉ်းစားပြီးရင်ကျင်းမှုအမှုပညာလက်ရတွေကို ထင်းထင်းတင်းလာပါတယ် ောက်ဖက်ကန်တိုင်းသခိုင်းကနေအထက်ကိုတက်သွားရင်မင်းကုန်းကိုရောက်ပါတယ်။မင်းကုန်းဟာမန္တလေးနဲ့ခုနှစ်မိုင်ပဲဝေးပါတယ်။မင်းကုန်းဟာကဘာကျော်တဲ့နေရာတစ်ခုပါ။မင်းကုန်းပထိုးတော်ကြီးမင်းကုန်းခေါင်းလောင်းခင်းသိကြီးနှစ်ကောင်နဲ့မင်းကုန်းစက်ထောက်ကဆယ်တို့ဟာမင်းကုန်းရဲ့အထင်ကရကြီးလေးကြီးတွေပါပဲ။ကြီးလေးကြီးကိုစိတ်ကူးရအကောင်ထဲဖော်ခဲ့သူက ကုန်းပေါင်းမင်း50မြောက်ဖြစ်တဲ့အမရပူရမြို့တော်ကိုတည်တော်မူတဲ့ဘိုးတော်ဖရာဗရုံမင်းတရားကြီးပဲဖြစ်ပါတယ်ဘိုးတော်ကြီးကိုဘိုးတော်ဖရာဟာပြီးဆုံးအောင်တင်မသွားခဲ့ပါဘူးကြီးလေးကြီးအသီးသတ်မုတ်ဆိုးတုံညာအပ်ဆိုပြီးဘိုးတော်ကြီးပြီးရင် ကုန်းပေါင်းမင်းဆက်ပြတ်မယ်လို့ကြောင်တိတ်စကားနဲ့နမိတ်ဖတ်လို့ဆက်မတယ်ပဲရက်ထားတော်မူခဲ့တယ်ကျေးဇူးများ အီးစီးအောင်တဲခဲ့မယ်ဆိုရင်ကဘာမှာအကြီးဆုံးစီရီကြီးဖြစ်နေမှာပါပထိုးတော်ကြီးရဲ့နမူနာပုံတော်ရအကြီးဆုံးအောင်တဲမယ်ဆိုရင်ပေ900ညံတော့ရှိမယ်လို့ခန့်မှန်းကြပါတယ်ည20တန်းတန်းဆောက်လုပ်ခဲ့တဲ့ပထိုးတော်ကြီးရဲ့တဝက်တပြည့်လက်ရှိအမြင့်ပေးဟာ162ပေးရှိပြီးတော့ဒေစတူရန်ပေ450ရှိတယ် ိုတော်ကြီးမှာဌာပနာတိုင်း22တိုင်းနဲ့ဗုဒ္ဓရုပ်ဘွားတော်တွေဘုဒ္ဓဝင် ရုပ်ထုတွေကုန်းမောင်ဆက်ဆွေတော်မျိုးတော်ရုပ်ထုတွေကိုရွှေတွေငွေတွေနဲ့သွန်းလောင်းလို့လှူဒါန်းထားတယ်လို့သိရတယ်။ရွှေစင်းတို့ရွှေရုပ်1500နဲ့ငွေစင်းတို့ငွေရုပ်1534ခုနဲ့တခြားပစ္စည်းတွေနဲ့လှူထားတယ်။စင်းတို့ရုပ်ပေါင်း36948ရုပ်ဌာပနာထားတယ်လို့မြန်မာမှတ်တမ်းတွေမှာမှတ်သားထားပါတယ်။ အကွဲချောင်းကြီးတွေကနေထိတ်ထိတက်ပြီးကြည့်လို့ရလို့ဒီကျင်တက်ကြည့်လို့တချို့တက်လို့ကြည့်ကြတယ်ပထိုးတော်ကြီးဘောကနေတက်ကြည့်ရင်နေရောင်အောင်မှာတက်လက်လက်ထနေတဲ့လိုင်းချက်ကိုတွေးနေတညင်ညင်ပြင်းနေတဲ့အရာဝတီဟိုးဝင်းမှာကရှေ့ဆံပြီးတောင်တန်းမိုင်းညို့ညို့အဖက်မှာကမင်းဝန်တောင်တန်းနဲ့ဖျားစရီတွေဖုံးလန်းထားတဲ့သခိုင်းတောင်မျိုးတို့ကိုစမ်းမြော်ကြည့်နိုင်ပါလေ က်ကလေး600ပြည့်နှစ်မှာအလင်းပြင်းထန်စွာလှုပ်လို့ပထိုးတော်ကြီးဟာမချမ်းကွဲလို့ပြူပြက်ခဲ့ရတယ်။ကွဲတဲ့အုပ်တွေဟာကျောက်တုံးကျောက်ဆိုင်တွေကိုသစုတစည်းတည်းရှိလို့ရှင်းမြန်မာတို့ရဲ့အင်္ဂလိပ်စက်မှုကြီးပညာဟာသင်တန်းမြင့်ကြောင်းသက်သေးထူနိုင်တဲ့ပထိုးတော်ကြီးပဲဖြစ်ပါလား။လာရလာတဲ့ရှုခင်းနဲ့ရင်းကြည့်တဲ့မင်းမမျိုးကိုပြည်တွင်းပြည်သူတွေ ကဘာလက်ခီးတွေဟာနေ့စဉ်နေ့စဉ်မပြတ်လာရောက်ကြည့်ရှုလေ့လာနေကြတာကြောင့်အမြဲလိုလိုစီကားလို့နေပါတယ်မြန်မာနိုင်ငံမှာသမိုင်းဝင်ဖရာပထုစီရီ၍မိသူကအမှုပညာနဲ့ရာတွေနဲ့ခန်းနာလာတဲ့အဆောက်အဦကြီးတွေပြင်သမိုင်းနှစ်ခွေပါဘိုလ်ကုန်းမတန်းတင်ရတဲ့နေရာတွေကမရေတွက်နိုင်လောက်အောင်ကိုပဲညာပြားလွန်လာပါပဲအဲ့ဒီလိုဝိသေသတွေနဲ့ပြည်စုံတဲ့ဇေယကန်းကြီးသခိုင်းမြင်းနဲ့ မင်းကွန်ဒေသကတော့မြမာတို့ရဲ့တမန်ရုပ်လွားတွေကိုကဘာတီစီရင်သာမြင်သာအောင်ပြောပြနေဥပမာပဲတော့ပါဘူး